ကျောင်းတော်ကရန်စာမပြေသေးတာကြောင့်အချိန်နေတင်းမာမှုတွေကိုဇက်တိုက်ဖြစ်ပေါ်နေတဲ့ထိုင်းနဲ့ကမ်ဘောဒီးယားပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေချစ်ဆွလိုက်ပါတယ်ထိုင်းနိုင်ငံနဲ့ကမ်ဘောဒီးယားနိုင်ငံကလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအထက်ကနှစ်နိုင်ငံကြားနယ်စပ်နယ်မြေအငင်းပွားမှုတွေရှိခဲ့တာပေါ့ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံကြားမှာရှိနေတဲ့ဖျားချောင်းကိုထိုင်းနိုင်ငံအပိုင်းကမ်ဘောဒီးယားအပိုင်းစသဖြင့်နယ်မြေလို့တဲ့အချိန်နေတင်းမာမှုတွေကပြင်းထန်နေခဲ့တာဖြစ်ပါတယ် သူတို့ရဲ့အကြောင်းတော်ကရန်စချီမမှုက2013ခုနှစ်မှာဆိုရင်နိုင်ငံတကာတရားခုံရုံး ICJ အထိပါရောက်သွားခဲ့ပြီးတော့နိုင်ငံငယ်ဆက်ကြကဖျားเจ้าကိုဘသူပိုင်လဲဆိုတာဆုံးဖြတ်စေခိုင်းတဲ့အထိဖြစ်သွားခဲ့တာပေါ့ ICJ ရဲ့ဆုံးဖြတ်ပေးမှုအရဖျားเจ้าဟာကမ္ဘောဒီးယားအပိုင်ဘက်မှာတည်ရှိနေတယ်လို့ယူဆတဲ့အတွက်ဖျားเจ้าကိုကမ္ဘောဒီးယားနိုင်ငံနဲ့နိမိတ်ထဲသွသွင်းခဲ့ပါတယ်ဒီလိုကနေဖျားเจ้าအပိုင်ညင်ပွားမှုတွေကခဏတာငြိမ်သက်သွားခဲ့ပေမယ့်နောက်ပိုင်းမှာတော့ဖျားเจ้าမြေအငင်ပွားမှုတွေဆက်ဖြစ်လာခဲ့တာပေါ့နှစ်ပေါင်းများစွာအခြေတင်ဖြစ်လာတဲ့ဒီအငင်ပွားမှုကြီးက2025ခုနှစ်မေလ28ရက်နေ့မှာတော့ နှစ်နိုင်ငံနယ်စပ်စစ်သားတွေရဲ့ချင်းချင်းပြစ်ခတ်မှုတွေပါဖြစ်ပေါ်လာခဲ့ပါတယ်။ဒီပြစ်ခတ်မှုကမေလ28ရက်နေ့မနက်အစောပိုင်းမှာစတင်ခဲ့တာဖြစ်ပြီးဥပုံရချတနီမြို့ဂျွန်ဘော့နယ်စပ်ကိမ်းမှာပြစ်ခတ်ခဲ့တာပါ။စတင်ခဲ့တာကတော့ကမ်ဘောဒီးယားဘက်ကဖြစ်ပြီးကမ်ဘောဒီးယားစစ်သားတွေကဂျွန်ဘော့စ်နယ်ရဲ့ Hill 745ဒေသမှာအရင်ကတည်းကကရုတ်ချင်းတစ်ခုတွေ့ထားခဲ့ပြီးနယ်မြေအငင်းပွားမှုဖြစ်ထားတဲ့ဒေသကိုပိုင်ဆိုင်တယ်လို့ကြေညာထားခဲ့တာပါ။စစ်သားတွေကိုလည်းဒီနယ်စပ်တဝိုက်မှာဖြန့်ချက်ချထားပြီးဒီလိုအချိန်တော့တွင်မှာပဲထိုင်းစစ်သားတွေကအရင်အငင်းပွားရဒေသ များကိုကင်းလန့်လေလို့ကမ္ဘောဒီးယားစစ်တပ်ဘက်ကစတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီပစ်ခတ်မှုအပေါ်ထိုင်းစစ်သားတွေကတော့ကိုကိုကိုကာကွယ်ဖို့နဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ပစ်ခတ်တာဆိုပြီးထိုင်းကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာယာချိုင်းကထုတ်ပြန်ကြေညာလာခဲ့တာဖြစ်ပါတယ်။ပစ်ခတ်မှုအတွင်းမှာတော့ထိုင်းဘက်ကထိခိုက်နေတာဆုံးရှုံးမှုတွေမရှိပေမဲ့ကမ္ဘောဒီးယားစစ်တပ်ဘက်ကတော့စစ်သားတယောက်ကြာရှုံးခဲ့တယ်လို့သိရပါတယ်။ဒီအခြေအနေတွေကိုထိုင်းနဲ့ကမ္ဘောဒီးယားရဲ့ထိပ်ပိုင်းဆိုင်ရာဝန်ကြီးတွေကဝင်ရောက်ဖြန့်ဖြေးထားခဲ့ပြီး ငញ្ញရဲ့ဘက်ကိုပဲဥတီထားကြောင်းငိန်သက်တလောက်တော့ဖြစ်သွားခဲ့ပါပြီ။အပြစ်ခတ်တွေရက်စဲထပ်ပေမဲ့လည်းနှစ်နိုင်ငံလုံးကချင်းနေတင်းမာမှုတွေနဲ့ရင်ဆိုင်ရဆဲပဲဖြစ်နေတာပေါ့။ဒါကြောင့်ထိုင်းနိုင်ငံဘက်ကတော့ဒုတိယဗိုလ်ချုပ်ကြီးဘွန်စင်ဘက်ကလန်ကိုအငင်းပွားမှုနဲ့အခင်းဖြစ်ပွားရနေရာမှာပဲတက်ဆွဲခိုင်းထားသေးတာလည်းဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်စစ်ရေးအခြေအနေတင်းမာမှုတွေဖြစ်ပြီးစစ်ပွဲတွေဖြစ်လာမယ်ဆိုရင်ထိခိုက်နေတာရမှာကတော့ပြည်သူတွေပဲဖြစ်ပါတယ်။ဒါကြောင့်နှစ်နိုင်ငံထိပ်ပိုင်းဆိုင်ရာလူကြီးတွေကတော့ငញ្ញရဲ့ကိုယ်တော်ဥတီထပ်ပြီးဘလို့မှမတက်တာတဲ့အခြေအနေတွေမှာတောင်းတိုက်ခိုက်ဖို့ရည်ရွယ်ထားခဲ့ကြ ြပါတယ်။ထိုင်းနိုင်ငံရဲ့ကာကွယ်ရေးဝင်ကြီးနဲ့ထိုင်းတော်ဝင်စစ်တပ်တွေကလည်းအတနိုင်ဆုံးပြိပခါကိုရှော့ချပြီးငញ្ញញဥတီချနဲ့ရာသလောက်ဖြည့်ရှင်းသွားဖို့ရည်ရထားဖြစ်ပါတယ်။ဒါပေမဲ့တကယ်လို့သာချင်းနေတွေပိုဆိုးလာမယ်ဆိုရင်တော့နိုင်ငံတော်အချုပ်ချအာဏာတည်မြဲမှုအရာစစ်ရေးဖြည့်ရှင်းမှုတွေကိုမလွဲသာမရှောင်သာလှုပ်ဆောင်သွားရမယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ပေထုံတန်ကတော့ထိုင်းကသူရဲဘောကြောင့်နဲ့နိုင်ငံမဟုတ်တာကြောင့်ကမ္ဘောဒီးယားဘက်ကအရင်လာတိုက်ရင်တော့စစ်ပွဲဆောက်ဖို့ဝင်မလေကြောင်းပြောလာခဲ့ပါတယ်။အခုလတ်တလောမှာတော့နှစ်နိုင်ငံထိပ်သီးပိုင်းဆိုင်ရာတွေရဲ့ထိန်းသိမ်းပြန်ဖြေမှုတွေကြောင့်အပြစ်ခံရဲစဲထားပေမဲ့အောက်ခြေကစစ်သားတွေနဲ့ပြည်သူတွေကမှတော့တင်းမာမှုတွေရှိနေသေးပါပဲ။ကမ္ဘောဒီးယားဘက်ကထိုင်းထုတ်ကုန်တွေကိုဘွိုင်းကောက်လုပ်ဖို့အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေလှုံ့ဆော်ထားတာကြောင့်ထိုင်းနယ်စပ်ကစီးပွားရေးသမားတချို့အခက်တွေ့နေရပြီးထိုင်းနိုင်ငံဘက်ကလည်းရုတ်တရက်ဖြစ်လာမဲ့စစ်မီးအနေရဲကိုတတိထားတဲ့အနေနဲ့ ယ်ဇက်ပိတ်ဆို့မှုတွေလွတ်ဆောင်ထားတယ်လို့သိရပါတယ်။ရေတပ်တို့အနေနဲ့ရောနယ်ဇက်နယ်မြေအငင်းပွားမှုနဲ့စစ်ရေးအခြေအနေတင်းမာနေတဲ့ထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့အခြေအနေပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။